ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ Manchester United ကတော့ကျွန်တော်တို့သာတိုက်စစ်မှုဖြစ်တဲ့ Liam Delap ကိုခေါ်ယူနိုင်ဖို့ imminent ကိုနှိစက်မှုတွေရှိနေပြီဖြစ်တယ်ပေါ့နော်။ဒါအပြင်လက်ရှိကစားမားကိုကျွန်တော်တို့သာခေါ်လိုတဲ့အသင်းတွေထဲမှာဆိုလို့ရှိရင်လည်း Manchester United ဟာထိတ်ဆုံးကဥဆောင်နေတယ်ဆိုပြီးတော့ Sky Sport ကနေပြီးတော့ report လုပ်ထားတယ်။ကစားမားကိုယ်တိုင်ကလည်း Manchester United ကိုပြောင်းရွှေ့လိုတဲ့စံသားရှိနေတယ်။ ဒါပေမဲ့လို့ပေါ့နော်ယူရိုပါလီပလကိုရရှိမှုမရရှိမှုဆိုတဲ့အပေါ်မှာသူ့ရဲ့နောက်ဆုံးဆုံးဖြတ်ချက်ကမူတီနေနိုင်တယ်ပေါ့နော်နယူကာဆယ်နဲ့ချယ်ဆီတင်းတို့ရဲ့ဘက်ကလည်း D-Lab ကိုခေါ်ယူလိုကြတယ်ဆိုပြီးတော့ Sky Sport က report လုပ်ထားတယ်ဆိုတော့ D-Lab က Manchester United ကိုပြောင်းရွှေ့ဖို့နှိစက်နေပြီပေါ့နော်ဟုတ်ဒါပေမဲ့ဗျာဘာနှိစက်တာတော့ဟုတ်တယ်မလားဘာဘာနှိစက်တာတော့အားလုံးကရှင်းရှင်းလေးပဲလေယူရိုပါလိရမလားမရဘူးလားဆိုတဲ့ပုံမှာမူတီနေတယ်ဆိုတော့နှိစက်เสียအကြောင်းကိုမရှိဘူးဗျာ เนาะနီးဆက်เสียအကြောင်းကိုမရှိဘူးဒီပုံစံကเนาะယူရိုပါလေးဖလားရရင်မပြောင်းလာမယ်เนาะချန်ပီယံလေးဝင်ဝင်ရတာဟုတ်เนาะဖလားမရဘူးဆိုပြောင်းမလာဘူးရှင်းရှင်းလေးပဲနျူကာဆယ်တို့ချဲလ်ဆီတို့ယူရိုပါလေးဖလားရ sorry ပါလေးဒီချန်ပီယံလေးဝင်ဝင်ရတယ်မန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကလည်းယူရိုပါလိဖလားရပြီးတော့ချန်ပီယံစ်လိဝင်ဝင်ရတယ်ဆိုလို့ရှိရင်ကိုအသင်းထက်ပို့ပြီးတော့စတေဘယ်ဖြစ်တာဒီเนาะချဲလ်ဆီတို့နျူကာဆယ်တို့ပဲအဲ့ဒီအသင်းတွေကိုပြောင်းမသွားဘူးလို့ကျွန်တော်ဘယ်လိုအာမခံချက်ရှိမလဲနီးစက်တယ်ဆိုတာကဗျာကျွန်တော်ပြောရရှင်းရှင်းလေးရဲ့ နော်အခုလက်ရှိဟာကအတိတ်ပဲမရှိဘူးနော်အမှန်တမ်းပြောလို့ရှိရင်တော့ဗျာအပြောင်းရွှေ့ဘာမှဟိုမစခင်မှာဒီလိုတိုက်စစ်မှုတွေကိုရအောင်ခေါ်ထားရင်အကောင်အထည်မင်းဒါပေမဲ့လို့ဗောနော်ဒီလက်လို့ကစားမမျိုးကိုမန်ချက်စတာစီးတီးကလည်းတန်း40နဲ့ပြန်လဲခေါ်ယူခွင့်ရှိတယ်ဒါပေမဲ့လို့သူတို့မှာဟာလန်နဲ့အိုမာမာမိုးစ်တို့ရှိနေတယ်ဆိုတော့ခေါ်မှာတော့မဟုတ်ပါဘူးဒါပေမဲ့ကစားမကောင်းတယောက်ကိုသူများအသင့်တန်ပြန်မရောက်စေချင်ဘူးဆိုရင်တော့ခေါ်ရင်ခေါ်မှာပေါ့လေအဲ့လိုမဟုတ်ဘူးဆိုလို့ချင်း Chelsea တို့ကျွန်တော်ရှိတယ်ဗျာနော်ကျွန်တော်နီကလက်ဂျက်ဆင်တို့တယောက်တည်းနဲ့ဘလူးမန်အဆင်မပြေဘူး ခရစ်စတိုဘန်အန်ဂွန်ဂူတို့ကိုကျွန်တော်လက်လုပ်ဖို့သူတို့ချိုးပန်းနေတယ်။ဆိုတိုက်စစ်ကဒီလက်ဘလူကစားမမျိုးကိုရသွားတယ်ဆိုလို့ရှင်ချယ်ဆီတွေ့လည်းတကယ်ကောင်းမဲ့အခြေအနေမျိုးပဲ။ဒီယာဒီကစားပုံနေရဆိုလို့ရှင်ချယ်ဆီဒီအတိုင်းအတာတစ်ခုကြီးအများကြီးပို့ပြီးတော့စတေဘယ်ဖြစ်လာတဲ့အသင်းလေးမှာပါတယ်။ဆိုတော့ဒီလက်ဘလူကစားမမျိုးကိုခေါ်ပြီးတော့အားမဖြစ်ဘူးလို့ကျွန်တော်ပြောလို့မရဘူး။ပြီးခဲ့တဲ့ညယာဒီပြောင်းရွှေ့ကတော့မှအိုစီမန်တို့ဘာတို့ကိုအမှန်ကန်ခေါ်ဖို့ချိုးပန်းခဲ့တာ။နော်လောက်ခလာစားပြဿနာတွေဖြစ်ပြီးတော့သူတို့ဒီမရခဲ့တာ။ဒါပြင်နျူကာဆယ်ဆိုလို့ရှင်တော့ဤဆက်ဘက်ကစဉ်းစားကောင်းစဉ်းစားနိုင်နေဗျာ။ ုတ်တယ်မလားဟိုโอเคတိုက်စစ်မှုတို့မှာ e set တို့ကျွန်တော်ရှိနေတယ်เนาะ e set တို့ပါလို့ရှိနေတယ်ပေါ့နော်ဟိုငါနေရာရပါမလားပေါ့ဒီကောင် d lab ကစဉ်းစားမှာပဲဆိုတော့နေရာရနိုင်ကြီးများတဲ့အသင်းကိုမှ Champions League ဝင်ခွင့်ရတဲ့အသင်းကိုပဲသူသွားမှာပေါ့ကိုရီမန်ချစ်စတာယူနိုက်တက်ကိုဘယ်လိုလာမလဲအဲ့တော့နီးစက်မှုတွေရှိနေတယ်ဆိုတာကဒီချိန်မှာဟိုဘယ်လိုပြောမလဲဟိုယူဆချက်တွေပြင်ပိုလိမ့်မယ်လို့ကျွန်တော်မထင်ဘူး နော်အခုအရာအလုံးကယူရိုပါလိအပြောင်းရွှေ့ယူရိုပါလိရမရပုံမှာမူတည်နေတာဗျာတခြားကစားသမားတွေရဲ့အပြောင်းရွှေ့လေဒီတိုင်းပဲဒီတိုင်းပဲကျွန်တော်တို့ကြည့်ကြည့်ဟောဒီလက်တယောက်ထဲမှာမဟုတ်ဘူးဆိုတော့နော်ဟိုအလင်အင်မတန်နီးစက်နေတယ်လို့ဘာလို့ဆိုတာမျိုးကဒီချိန်မှာတအားဆုံးလုံးနေဗျာနော်ဟိုကစားမားနဲ့ကျွန်တော်ကြားထဲမှာလည်းဆက်သွယ်မှုတွေမှာတအားရစ်ချင်ကြီးကောင်းနေလို့နော်ကျွန်တော်ဆိုဖို့နေနေတာထိရောက်တဲ့အပြောင်းရွှေ့ချင်းညီနိုင်ဆွေးနွေးမှုတွေတော့မှကျွန်တော်ရှိရလားလို့တော့မေးယူရမယ် အခုလက်ရှိကွန်ညာတို့ဆိုလို့ရှိရင်ဒါဟာတကယ်အမှန်ကန်ဆွေးနွေးနေတဲ့နေရာမှာကျွန်တော်တို့ပါတယ်ကွန်ညာနဲ့ပတ်သက်ပြီးတော့အတင်းဘက်ကအမှန်ကန်ကျွန်တော်တို့ခေါ်ကျင်နေတဲ့နေရာမှာကျွန်တော်တို့ပါတယ်ကစားမဘက်ကလည်းကျွန်တော်ပြောင်းကျင်နေတဲ့နေရာမှာကျွန်တော်တို့ပါတယ်ယူပါလိရရမရရအမှန်ကန်ကိုကျွန်တော်ပြောင်းလာကျင်နေပြီအဲ့ဒါအမျိုးကမှကျွန်တော်နီးစက်တယ်လို့ကျွန်တော်တို့အနေနဲ့ပြောလို့ရမှာဗျာအခုဒီလက်ပြည့်အချိန်ကြီးကနီးစက်မှုရှိတဲ့အချိန်ဒီခုဟုတ်နေတယ်လို့ကျွန်တော်တို့မထင်ဘူး နော်အာယူရိုပါလေးရလို့ရှိရင်တော့ Champions League ဝင်ခွင့်ရတာဖြစ်တယ်ဒီလက်မှမဟုတ်ဘူးဗျာတခြားကစားသမားတွေကိုခေါ်ဝင်ကြိုးပမ်းရင်လည်းရနိုင်ရည်ရှိတာပဲအဲဒါကြောင့် Liam D လက်နဲ့ပတ်သက်တဲ့ United ရဲ့အပြောင်းအရွှေ့ကတော့တို့ဒီအတိုင်းအတာတစ်ခုကြီးစောင့်ကြည့်ရအောင်မယ်နီးစက်တယ်ဆိုတဲ့အခြေအနေကိုရောက်နေသေးတယ်လို့ကျွန်တော်မထင်ဘူးဒါအပြင်ကိုရီအနေနဲ့ပေါ့နော်ဒီလက်မှမဟုတ်ဘူးတခြားဝယ်မယ့်ကစားသမားတွေကျွန်တော်ရှိတယ်ထပ်ပါတော့ကွန်းလယ်မှာအစားထုတ်ဖို့ကြိုးပမ်းနေတဲ့ Atlanta က Ederson တို့နောက်ပြီးလို့ရှိရင်ကိုသမားအပြောင်းအရွှေ့တို့အဲ့ဒါမလားနော် နောက်တန်းတို့လိုအပ်ချက်တွေရှိနေသေးတယ်ဗျာအဲ့လိုမျိုးနေရာတွေကလည်း Champions League ဝင်ခွင့်ရမှပဲခေါ်လို့မြန်နပန်းလှမှာပဲလာကျင်ကြမှာပဲเนาะအဆင့်16ဆက်ခွန်မှာယာဂျီသိမ်းမဲ့ကလတင်တခုကိုဗျာเนาะပြီးခဲ့တဲ့လွန်ခဲ့တဲ့၄-၅နှစ်ကိုတွားကြည့်တော့လေတူးတက်လာတဲ့လက္ခဏာတွေမြင်မနေရတဲ့အသင်းကိုလက်ရှိအောင်မြင်မှုတွေလူကျင်တဲ့ကစားမတွေကဘယ်တော့မှပြောင်းလာမှာမဟုတ်ဘူးဘယ်တော့မှပြောင်းလာမှာမဟုတ်ဘူးဒါကြောင့်မနော် United အနေနဲ့ Champions League ဝင်ခွင့်ဒီအများကြီးရည်ကြည့်ပါတယ်ဒီလက်မှာမဟုတ်ဘူးတခြားဘယ်ကစားမကိုပဲဖြစ်ဖြစ်ခေါ်ဖို့ဆိုလို့ရှိရင် Champions League ဝင်ခွင့်ရမှာတော်ကကြားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ကြောင့် LMD လက်နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့နှိစက်မှုတွေရှိနေပြီဆိုတာကယူဆချက်တွေပြင်ပိုလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။ဆိုတော့ Europa League Final PT စောင့်ကြည့်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ Tyson ကလည်းပြ Dilep ကပြောတာအမှန်တမ်းပြောမယ်ဆိုရင် Dilep ထက်ပိုကောင်းတဲ့ပိုပြီးတော့အာမခံချက်မြင့်တဲ့ကစားမတွေကိုကျွန်တော်ခေါ်ဖို့ကြိုးပမ်းနေတယ်။အခုကဟိုလူကောင်းလို့ဒီလူကောင်းလို့နဲ့ကျွန်တော်တို့ Tyson မှာခေါ်ရတာဘယ်ကောင်းမှန်းထင်တယ်လို့ကောင်းမနေတဲ့အခါကျတော့လက်ရှိမှာအားကိုးရတဲ့ Tyson မှုဆိုတော့ကျွန်တော်မရှိဘူး။ တော့အတင်းကအာမခံချက်ကြီးတဲ့တိုက်စစ်မှုမျိုးကိုပဲကျွန်တော်အမှန်ကန်ရခေါ်ဖို့ကြိုးပမ်းနေတယ်ဒီထဲမှာဒီလက်ဒီလက်ကတော့ထိတ်ဆုံးကနေရည်ပန်းစနေတယ်ပေါ့လေညီကတို့ရောဘလူမင်းညလဲကျွန်တော်ရှိဒီဒီလက်ကိုအမှန်ကန်ရအောင်ကျွန်တော်တို့ကြိုးပမ်းနေတယ်လို့ထင်ကြလားဆွနေကြပါအားလုံးကိုကျေးဇူးများတင်ပါတယ်